အားလုံးပဲမင်္ဂလာပါ။ပုံညာကလေးအနီပါ။ဒီနေ့မှာဆရာမပါပြောပြချင်တယ်လဲဆိုရင်လက်ဖွားတွေရဲ့မာခြင်းပြော့ခြင်းပေါ့နော်။အဲ့ဒါတွေကလူတယောက်ရဲ့စိတ်နေသဘောထားတွေအဲ့ဒါတွေကိုပြော့ပြတဲ့ဆိုတဲ့အရာလေးကိုဘုဒ္ဓတာပြောပြမယ်နော်။အကျန်းအဖြစ်တော့လက်ဖွားတွေကမာတယ်ပြော့တယ်ပေါ့နော်။အဲတချို့လူတွေမှာကြတော့အရင်အရင်မာတယ်တချို့လူတွေမှာကြတော့အရင်အရင်ပျော်တယ်ဒီလိုနေထားမျိုးလေးတွေရှိတယ်ပေါ့နော်ပုံမှန်မာတယ်ဆိုလို့ရှိရင်အဲ့ဒီလူတွေ စိတ်ပိုင်းဆိုင်ရာတန်မာမှုရှိတယ်ဆုံးဖြတ်ချက်တွေခိုင်မာတယ်ဆိုတာမျိုးပြရတယ်ပေါ့နော်နောက်ပြီးရုပ်ပိုင်းဆိုင်ရာကောင်းတယ် physical ဒီ mental နှစ်ခုစလုံးမှာသူကအင်အားရှိတယ်ပေါ့နော်ဒီလိုနေသားမျိုးပြရတယ်ပြောတဲ့နောက်ပုံဝါပိုင်ရှင်နေဆိုရင်သူတို့ရဲ့သွေးခေါ်စဉ်းစားမှုတွေဖန်တီးနိုင်မှုတွေဒါတွေကအာတာချက်အနေနဲ့ရှိတယ်ဆိုတာမျိုးပြရတယ်ဒါပေမဲ့ရုပ်ပိုင်းဆိုင်ရာကြတော့သူမာတဲ့သူတွေတော့တော့မတန်မာဘူးဆိုတာမျိုးပြရတယ်ပေါ့နော်အဲ့ဒီမှာမှတချို့တချို့တော့လက်တွေဒီအရန်အရန်မာတယ် ပုံမှန်မာတာထက်ကိုပိုပြီးတော့ဘောနော်မာတယ်ဆိုလို့ရှိရင်သူတို့ကသူများနဲ့လိုင်လျောညီထွေတိတ်မနေနိုင်ဘူးအဲ့တော့ဗာလဲဆိုရင်စိတ်ပိုင်းဆိုင်ရာအရာဘောနော်သူများနဲ့ညှိနှိုင်းပြီးနေဖို့လိုအပ်တယ်လို့ကိုယ့်ကိုယ်လည်းနားလည်မှုပေးဖို့လိုအပ်တယ်ဆိုတာမျိုးပြရတယ်အဲ့ဒါကြောင့်အဆုံးနဲ့နဲ့ရောက်သွားတာဘောနော်နောက်အရန်ရန်ပြောတဲ့သူတွေအရန်ရန်ပြောတဲ့ပုံမှန်ထက်အရန်ပြောတာကင်လိုက်တာနဲ့ကိုအရန်ပြောတဲ့သူတွေရှိတယ်အဲ့လိုလူတွေကြတော့သူတို့ကစီကန်းဒီပါတီပေါ်တော့အဲ့ဒီဘောင်းနေတဲ့ကနေလွတ်နေတာ အဲ့ဒီခါကျတော့သူတို့ကဟိုစိတ်ကူးပဲရင်နေတယ်လက်တွေ့ဘဝကိုမဖြတ်တန်းတတ်ဘူးနောက်ပြီးစီကန်းစနစ်တွေတိတ်လိုက်မနာဘူးပေါ့နော်ဒီလိုလူမျိုးတွေဖြစ်သွားတတ်တယ်အဲ့ဒီခါကျတော့အရန်ရန်ပြောနေတဲ့သူတွေကလည်းစီကန်းစနစ်တွေနဲ့ပတ်သက်ပြီးတော့အဲကိုကလိုက်လျောညီထွေနေဖို့လိုတယ်လို့ပြီးွားလို့ရှိရင်စိတ်ကူးရင်ပဲအရန်ဆန်တာမဟုတ်ပဲလက်တွေ့ဘဝကိုလက်တွေ့ကြကြဖြတ်တန်းဖို့လိုတယ်ဆိုတာမျိုးလေဒါဒီနေရာနေဆရာမအကြံပေးချင်တယ်ပေါ့နော်အဲ့တော့ တချို့ထူးခြားတာတော့ရှိတယ်ဂျင်နေဆော့တာတို့ exercise တွေအရန်လုပ်တာတို့အဲ့လိုဟာမျိုးမာတဲ့ဟာကြတော့ဒီနေရာမှာထက်တွင်းမစင်စားပါဘူးဒါကကြတော့ဟိုပင်ကိုတဘာဝပေါ့နော်သူ့ရဲ့လက်ဖွားရဲ့ပင်ကိုဟာကိုပဲဆရာမပြောတာပါဒါကြောင့်လက်ဖွားပြင်ပျော့ခြင်းမာခြင်းဒီအဲ့လိုမျိုးအနေထားလေးတွေရှိတဲ့ဆိုတဲ့ဟာကိုလည်းထက်တွင်းစင်စားဖို့လိုတယ်ဆိုတာကိုအားလုံးကို မျှဝေပေးခြင်းပဲဖြစ်ပါတယ်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေเนาะ။နောက်ဗီဒီယိုတွေမှာတပည့်ဆုံတွေ့ကြပါအောင်မယ်။